အခုတင်ဆက်ပေးချင်တာကတော့ Miss Cosmo မြန်မာ2025အဖြစ်အလှမယ်မြင့်မြတ်မှုကိုရွေးချယ်ခဲ့တဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ Mingla Ba Miss မြန်မာ Organization ကပထမဦးဆုံးရွေးချယ်ဆေးလွှတ်မဲ့ Miss Cosmo မြန်မာ2025အဖြစ်အလှမယ်မြင့်မြတ်မှုကိုရွေးချယ်လိုက်ပါတယ်။တကယ်တော့မိုးကပြိုင်ပွဲတွေမပြိုင်ဖြစ်ဘူးမပြိုင်ဖြစ်ဘူးဆိုပြီးတော့ဝင်ပြိုင်လိုက်တာပါ။မဖြစ်နိုင်မှုမရနိုင်မှုဆိုတာမရှိပါဘူး။ Try ကြည့်ပါလို့မိုးရဲ့မိမိကအမြဲပြောတာပါ။ အခုလိုပြိုင်ပွဲကနေထိုင်တရီအောက်ရောက်နေကြပြီမြဲအလှမဲတွေကိုအချင်းချင်းပြန်ဆောင်ရင်မိသားစုတွေလိုပါပဲအမြဲတမ်းဖော်ဖော်ရွေဖြစ်နေကြပါတယ်မိုးအတွက်ကိုယ့်ရဲ့စီနီယာတိုင်းကိုအားကြတယ်မိုးအနေနဲ့စီနီယာတွေတယောက်ချင်းစီကလေးလာဖြစ်ပါတယ်မိုးက jealous ဆိုရာထအကောင်လုံးစီကတယောက်တစ်မျိုးကောင်းတဲ့အချက်လက်တွေကိုယူပြစ်ပါတယ်ကိုယ့်ရဲ့သွေးပြီးပိုကောင်းအောင်လုပ်ဖို့ကအရေးကြီးရလို့လည်းမြင်ပါတယ်ကိုကိုကိုပဲကြည့်ပြီးစူးစမ်းပါတယ်အထူးကကတော့ကိုယ့်ရဲ့ကံနဲ့စမ်းကပေါ့နော်အကောင်းဆုံးစူးစမ်းနေရမှာ ဆရာထွန်းလုံကိုအများကြီးကျေးဇူးတင်တယ်ကိုစီနီယာတွေစီကအတူယူစရာရှိရာယူပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါတယ်လို့ Miss Cosmo မြန်မာ2025အလမယ်မြင့်မြတ်မှုကပြောပါတယ်။သူမရဲ့စာနယ်ဇင်းအနှံပွဲကိုတော့လာမယ့်ဇွန်လ6ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီး Miss Cosmo Miss Cosmo မြန်မာ2025အလမယ်မြင့်မြတ်မှုရဲ့စာနယ်ဇင်းအနှံပွဲကိုတော့ International က Special Guest တွေလာရောက်မှာဖြစ်ပြီးဆေးလုံရှားပွဲအစီအစဉ်တွေကိုမင်္ဂလာပါ Miss မြန်မာ YouTube Channel ကနေထုတ်လွှင့်ပြသမယ်လို့ဆိုပါတယ်။ အလမဲ့မြင့်မြတ်မှုကတော့ City Power of the Year ဆုနဲ့ Miss Grand Myanmar 2024ရဲ့ First Runner ဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။မိုးကို Miss Grand ပွဲပြီးကြတဲ့ကတရုတ်ဆောင်ပိုင်းတွေကန်လန်ကြတယ်။မိုးအနေနဲ့တရုတ်ဆောင်ပိုင်းအတွက်ပညာရေးမဖြစ်ဟွာသေးဘူး။ရိုက်ကွင်းလည်းမရောက်ဘူးလို့တင်တန်းလည်းတခါမှမတက်ဘူးတော့မှားတော့မှကြောက်လို့မလုပ်ဖြစ်သေးတာပါ။ Senior Race ကလေးလာနေတော့မှအခုတော့စူးစမ်းနေပါတယ်လို့သူမကဆက်ပြောပါရယ်။ပရိသတ်ကြီးအတွက်အမျှဝေပေးလိုက်ပါရယ်နော်။အခုတင်ဆက်ပေးနေတာကတော့ မိမရိကြနေရောပဲတဲတဲမိမိကတကယ်တမ်းလှလိုက်တာမြင်ရင်တော့မှမျက်စိမပြတ်နိုင်အောင်အေးမြသွားတဲ့အလှမျိုးပါသူမရဲ့ fashion အပြုံးလေးတွေချောင်းဝင်နေတဲ့အသွင်ပြင်ကလည်းကိုယ်တိုင်းပဲဖန်တီးထားသလိုသဘာဝအလှပါတွေကလည်းအပြေအဝထွက်ပေါ်နေပါတယ်မိမိတဲတဲတယောက်ကအပြင်စင်မှာတာမန်မဟုတ်တဲ့ style နဲ့တွက်လှန်နေပြီးမိန်းကလေးအားလုံးကသူ့လိုဖြစ်ချင်နေကြတယ်ဆိုပြီးတော့စိတ်ဝင်စားစရာဖြစ်နေပါတယ်ဖက်ရှင်ပဲဖြစ်ဖြစ်မျက်နှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလှပဲဖြစ်ဖြစ် ဘယ်အရာမှမစိုးသူမရဲ့တင်ပြမှုတွေကလည်းတကယ်ကိုတခြားနဲ့မတူတဲ့ဂုံတိတ်ကတခုကိုဖော်ဆောင်ပေးနေရပဲဖြစ်ပါတယ်ရှင်ပြည်သက်ကြီးအတွက်အများဝေပေးလိုက်ပါတယ်နော်ငယ်ရောကသူအတွက်အလိုတေချာမုံလာဦးကြီးဆိုတေးသေးလေးရေးပြီးမှသူတို့ကလေးပလန်နာလေးတဲ့ထဲမုံလာဦးတို့ရေးပြီးတော့ကစွန်းဦးရေးထမင်းရေးပဲရေးဒီသက်မနဲ့တိုင်းထထပြီးတော့ဗောနော်အဲတေးသေးသေးလေးလှုပ်ပြီးတော့ချိတ်ပြီးတော့ဘန်နာရဲ့ထဲပြီးရင်တဲလိုက်တယ်တဲပြီးတော့ရင်ယွန်းလေးကိုကျွေးအဲ့လိုငယ်ငယ်လေးတော့လည်းတဲကိုယ်တိုင်လှုပ်ပြီး ောက်ပိုင်းမှာကျတော့တဲ့အိမ်မှာနေရတဲ့အချိန်ကနည်းလာတော့ကျတော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့တချို့တဲ free day ရှိနေရင်အခုချိန်ထိတော့ညီမလေးကိုအဲ့လိုလုပ်ပေးပါသေးတယ်ကိုရိုင်းစားတာမျိုးထက်ယွန်းလေးကိုအခုနောက်ပိုင်းပို့ပြီးလုပ်ပေးဖြစ်တယ်ပေါ့နော်မေမေနဲ့ဖေဖေတို့ကကျတော့ cost ကအရင်ကြီးတဲ့အချိန်မှာပြောရမယ်ဆိုရင်ဟိုအာအကြာကြီးလုံးဝမဲ့ဟာမျိုးတွေထက်ယွန်းလေးဆိုရင်ပေါင်မုံနဲ့နည်းနည်းပါးအဲ့လိုမျိုးရှောက်လုပ်လိုက်တာမျိုးပေါ့အဲ့လိုရတယ်ကြိုက်တော့ဖေဖေနဲ့မိသားရဲမှာမုံလေးရတယ် ဒီဘက်ကဟင်းနေလဲရရဲအဲ့လိုဖြစ်နေအောင်အိမ်မှာတော့ခဏခဏ less one ပြောက်ပြည့်ဒီဟောပုံမှန်တော်ရုံတော်ရုံချဲ့ရုံဆိုရင်တော့တစ်ခါတည်းသေးလုံးလိုက်တယ်ပေါ့နော်ပြီးရင်မုတ်နေစမ်းပြီးတော့ရှောက်ပြီးလုံးကြည့်ရဲအာကောင်းကောင်းမကောင်းကောင်းဖေဖေနဲ့မေတော့မြီးခိုင်းနေပြီးရင်မေးရဲဘလိုရီထပ်ပြီးတော့လုံးတင်လဲအဲ့လိုတသက်ပြိုင်ပွဲမပြိုင်ရဆိုရင်တစ်ဘက်တစ်ဘက်ကိုအဲ့ငပြောကြီးတွေနွားနိုးတွေကြက်ဥတွေအဲ့ဒါတွေနဲ့ပဲအချိန်ကုန်နေရကိုယ့်ကိုယ်ကိုရှောက်လုံးကြည့်ရင်ရှောက်လုံးကြည့်ရင်အရွယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ဆိုတော့ 45လောက်ပေါ့145လောက်မှာဖြစ်တာဟုတ်မမေဈေးဝင်လဲနောက်ကနေလို့ချင်းတောင်းကင်ပြီးတော့လိုက်တဲ့တယောက်ဆိုတော့လေမင်းအဲ့လိုဈေးရဲမှာဆိုမေဝင်လဲကြည့်တယ်ငငယ်တော့ကကြတော့အဲ့ဈေးပန်းအိမ်ကိုပျော်တယ်လေအပြင်ထွက်ရတာဆိုတော့တကယ်ဈေးဝင်ရင်အမမေမေဝဲတဲ့ဟာကြီးကြည့်ရပြီးအိမ်ပြန်ရောက်ရင်မေမေကဟိုခေါ်ထားတယ်နောက်မှဒီလိုမျိုးဘယ်လိုမျိုးတွေတင်ဘယ်လိုလုပ်ရမလဲဆိုတော့ငယ်လေးကတင်ပေးရပေါ့ချောင်းပိတ်ရတယ်ဆိုရင်တော့အများအားအဲ့လိုပဲဟ အခုတင်ဆက်ပေးချင်တာကတော့မေလ16နေ့မှာမွေးနေ့ကြောက်တဲ့အစရောပို့ပို့အတွက်အခုနှစ်မွေးနေ့ကအထူးသဖြင့်ထူးခြားမယ်လို့ပြောလို့ရပါတယ်။သူကအမြဲတမ်းအားပေးနေတဲ့အမဂန်ပရိသတ်တွေစီကနေ surprise တွေမွေးနေ့လက်ဆောင်တွေကိတ်မုံလှလှလေးတွေလက်ရည်စာရင်းနဲ့စိတ်အားထက်သမှုတွေပြည့်နေနေတဲ့အမှတ်တရနေ့တနေ့ဖြစ်ခဲ့ပါတယ်။ပို့ပို့ကပရိသတ်တွေကဒီလောက်ထိငါ့ကိုချစ်နေကြတာကိုမြင်ရတာတကယ်လှတဲ့ခံစားမှုပါလို့ဝမ်းမြောက်စွာနဲ့ပြောခဲ့ပါတယ်။ မွေးနေ့အထိမ်းအမှတ်နေနဲ့လှုပ်ဆောင်ပြတဲ့အစီအစဉ်တွေပြည့်ရခဲ့တဲ့လက်ဆောင်တွေကပပုတ်ရဲ့စိတ်ကိုအရန်လှုပ်ရှားစေခဲ့ပြီးသူ့အနာကဖန်တီးမှုတွေအတွက်အင်အားတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဒီလိုပဲပရိသတ်တွေရဲ့ချက်ချင်းမြတ်တာတွေကြောင့်မှမွေးနေ့ဖြတ်တန်းခဲ့တဲ့ပပုတ်အတွက်2025ခုနှစ်ကပုံမတော့ပတဲ့အနာဂတ်ကိုဦးတည်နေပြီလို့ပြောလို့ရပါတယ်။ပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ talent ပြိုင်ပွဲမှာ Asia and Oceania နိုင်ငံတွေကြား top 13ဝင်ခဲ့တဲ့ Miss World မြန်မာအလှမယ်လေးခေစားခင်မှာ 82ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကိုအိန္ဒိယနိုင်ငံမှာကျင်းပနေရဖြစ်ပြီးခေချာခင်က Miss World မြန်မာအနေနဲ့မြန်မာနိုင်ငံကိုစားပြုတောင်းရှင်ပြိုင်နေရဖြစ်ပါတယ်။ဒီနေ့ဆိုရင်ပြိုင်ပွဲရဲ့အဒေးသက်ထင်းကိုရောက်ရှိလာပြီးဖြစ်ပြီးတန်းလက်ပြိုင်ပွဲအတွက် Second Round ချင်းပြိုင်ရမှာမြန်မာလန်ကိုဝင်းဝင်ကြောကြောကန်ဆောင်နိုင်ခဲ့တယ်လို့သူမကဆိုပါတယ်။ကိစားကင်းကထဲလန်ပြိုင်ပွဲအတွက်ခရာတီဆွင့်ပြသမှုကိုရှင်းပြန်ခဲ့တာဖြစ်ပြီးအေရှားနဲ့အိုရှန်နီးယားနိုင်ငံတွေကြားမှာ top 30ဝင်ထားတယ်လို့သိရပါဗျ။ပြည်သက်ကြီးအတွက်အမျှဝေပေးလိုက်ပါရနော်။ အခုတင်ဆက်ပေးမှာကတော့ဇလန်းထွဲအတွက်အခမ်းအနားကိုကိုပြောင်းလဲဖို့ဝေချမယ်လို့ဆုံးဖြတ်ခဲ့တဲ့ပိုင်းတကုံပါတိကျဆောင်ပိုင်းတကုံကလက်ဝဲအကြောင်းအရာပါဝင်တဲ့ဇလန်းထွဲတစ်ခုကိုသူ့ရဲ့အယုတ်ဖြစ်နေတဲ့အခမ်းအနားကိုကိုပါပြောင်းလဲခဲ့ပါတယ်ဝေချခြင်းအသားရောင်တွေပြောင်းလဲခြင်းမျက်နှာပုံစံနဲ့အခမ်းအနားကိုပုံတံအားလုံးကိုထိထိရောက်ပြင်ဆင်ခဲ့တာပါပိုင်းတကုံကဇလန်းထွဲအတွင်းမှာမိမိကိုကိုအပြည့်အဝအကောင်းဆုံးပြသနိုင်မှုအတွက်ကိုယ်တိုင်အနေနဲ့အစွမ်းကုန်ကြိုးစားခဲ့တယ်လို့ပြောပါတယ် တောင့်တင်တဲ့ခန္ဓာကိုယ်ကိုအခုတော့ပိန်လီပြီးချောမမှုအပြင်းနဲ့တဖန်ပြန်ပေါ်လာခဲ့တဲ့ပိုင်ကုံကိုပရိသတ်တွေကလည်းဇက်ကောင်အတွက်ကိုကိုကိုတကယ်တက်တဲ့အထောက်ထားပြရမင်းသားဆိုပြီးချီးကျူးနေကြပါတယ်။မကြခင်မှာပဲစတင်ထုတ်လင်းတော့မယ်လက်ဝဲအကြောင်းအရာပါဝင်တဲ့ action စကြန်တွေဖြစ်တဲ့ DC မှာတော့ပိုင်တကွင်းရဲ့တကယ်စူးစမ်းမှုတွေကိုသေချာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတဆက်ပြီးမှကတော့အရာရာလေးကိုဘန်ကောက်မှာဖန်ပြွန်တရီတီနဲ့ကိုဝင်ရအောင်လုပ်ပေးခဲ့တဲ့စေကန်းစီပြန်သွားလဲခဲ့တဲ့သူတို့မိသားစု စိုးရနေဝင်တဲ့အင်ချစ်ချော်ရစနီမောင်နှံပြင်အရာရာလေးကပါဘန်ကောက်ကိုပထမဆုံးလည်းပဲရောက်ရှိနေချိန်မှာတွားရောက်ခဲ့တာပါဒီခီးလေးကအရာရာလေးရဲ့ပထမဆုံးဘန်ကောက်ခီးစဉ်ဖြစ်ပါတယ်သာသမီအရန်လိုချင်တဲ့နေဝင်တဲ့အင်ချစ်ချော်တို့ကဘန်ကောက် Central Wall က Fertility Fertility Clinic မှာ IVF ဖန်ပြွန်သတိသားနဲ့ရယူခဲ့ကြပါတယ်အရာရာလေးကတော့ IVF ကလေးလေးဆိုပေမဲ့အရန် cute size ဆရာမလို့ပဲကျမရဲ့တနောင်မီတဲ့ကလေးမျိုးကိုရထားတာလို့မမေကပြောပါတယ်အရာရာလေးက အဆိုပါစေကန်းကဆောင်းနဲ့အတူတူရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကိုစေကန်းဘက်ကလည်းဝင်မျှလာခဲ့ပါတယ်ပရိသတ်ကြီးအတွက်ညဝေပေးလိုက်ပါတယ်ရှင်အခုတင်ဆက်ပေးမှာကတော့တေဘေးကနေလွတ်ခဲလို့9ခုနှစ်လေးအလှကြီးပေးပြီးကုသိုလ်ပြုလိုက်တဲ့စီဖြိုးရဲ့မိခင်မှာပရိသတ်ကြီးရေတိယဆောင်စီပြိုးရဲ့အမေဖြစ်တဲ့ဒေါ်တီတီဝင်းကိုတော့မသိရသူမရှိတော့ပါဘူးနော်မင်းသားအမေမို့လူသိတာမဟုတ်ပဲခန့်ညားရဲ့ရုပ်ရည်နဲ့သားရည်နဲ့ချွေးမရည်ပေါ်ချစ်တက်လွန်းတဲ့စိတ်ကြောင့်ပရိသတ်တွေကချစ်ခဲ့ကြရလေဖြစ်ပါတယ် အန်တီတီတီဝင်းကတော့စိတ်ထားပြုစင်သူတရားလို့ပြောလို့ရပါတယ်။ချွေးမနဲ့ရောက်ခမဆိုတာပေါင်းစီလို့မရတဲ့အရာဆိုပြီးလူတိုင်းကသတ်မှတ်ထားကြပေမဲ့အန်တီတီတီဝင်းအလှဲ့မှာတော့သတ်မှတ်ချက်တွေပြောင်းလဲခဲ့ပါတယ်။အန်တီတီတီဝင်းကတော့သားတွေကိုလည်းချက်တလို့ချွေးမတွေကိုလည်းသမီးတွေလိုချက်ခင်ထက်သူတရားပေါ့။ချွေးမတွေပေါ်မှာထားတဲ့သူ့ရဲ့စိတ်ထားဘလောက်ကောင်းလဲဆိုရင်မြန်မာနိုင်ငံကအမျိုးသမီးတွေကြီးကအန်တီတီတီဝင်းရဲ့ချွေးမဖြစ်ချင်ကြရတဲ့အထိပါပဲ။သားတွေကိုမရရင်တော့ချွေးမဖြစ်ချင်တဲ့ဆိုတဲ့လူတွေပါပဲ။ အန်တီတီတီဝင်းကတော့မိသားစုတွေအပေါ်မှာစိတ်ထားကောင်းထားသလိုသူ့ဘေးပတ်ဝန်းကျင်မှာလည်းပေးကန့်စွန့်ကျဲတတ်သူတို့လည်းဖြစ်ပါတယ်။အလှူရည်ဆက်လက်နဲ့မကွာဆိုတဲ့အခြေအကြောင်းကိုနှလုံးသွင်းထားသလားဆိုပြီးထင်မှတ်ရတော့တဲ့အထိအလှူတန်းတွေလုံနိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့ဝန်ထမ်းတွေဆိုရင်မုံဖိုးတွေပေးပြီးစိတ်ချမ်းသာအောင်ထားသလိုအမြဲတမ်းထောက်ပံ့ကြေးတွေပေးနေတဲ့အထိပါပဲ။အန်တီတီတီဝင်းကတော့ဝန်ထမ်းတွေကိုလည်းလိုလေသိမ့်ရှိအောင်ပေးကမ်းသလိုသူ့အနာဝင်ချင်မှရှိတဲ့လူတွေကိုလည်းအမြဲတမ်းလှူဒန်းပေးနေခဲ့တာလည်းဖြစ်ပါတယ် အလူတန်းရက်ရောလွန်းတဲ့အန်တီတီတီဝင်းကတော့အခုလည်းလူအများတာတို့အကြိမ်ကြိမ်ခေါ်နိုင်မဲ့စတုဒီတာအလူပွဲကြီးကိုကျင်းပခဲ့ပါပြီ။အလူပွဲကြီးကတော့ကြားရတဲ့သူတိုင်းအတွက်ပီတိဖြစ်မှာအသေးချာပါပဲ။စတုဒီတာအလူကြီးကိုတရက်ထဲကျွေးမွေးတာမဟုတ်ပဲ9ရက်9လီအဝအကျွေးမွေးမှာလည်းဖြစ်ပါတယ်။အလူပွဲကိုလည်းပီပီရောပုံစံနဲ့ဖြစ်တယ်လို့ကျွေးမွေးမှာမဟုတ်ပဲလူအင်အားများများနဲ့အသားဟင်းကောင်းကောင်းတွေကိုတနစ်တမျိုးမရိုးရလေအောင်ကျွေးမွေးသွားမှာဖြစ်ပါတယ်။အန်တီတီတီဝင်းကတော့အလူပွဲကြီးက15ရက်နေ့ကနေစတင်ကျွေးမွေးခဲ့တာပါ။ အလှကြီးကိုချင်းချင်းတဲကျင်းပါရတာကတော့သူ့မှာရွယ်ချက်ရှိပါတယ်။သူ့ရဲ့63နှစ်မြောက်မွေးနေ့အတွက်ကြွေးမွေးတာဖြစ်တယ်လို့အလှဒါနတွေလုပ်နိုင်အောင်တေကံမရောက်ခဲ့တာကြောင့်အလှပွဲကြီးကိုလုပ်ဖြစ်ခဲ့တာပါ။အနီတတီဝင်းကတော့လွန်ခဲ့တဲ့တလားလောက်ကအသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးကိုရိုင်ကအနီတတီဝင်းရဲ့အသက်အန္တရာယ်အကြောင်းကိုဂယုတဆိုင်ဂယုဆိုင်ခဲ့ဖို့မင်းခဲ့တဲ့အထိပါပဲ။အနိတတိဝင်းကဆရာတော်ဘုရားကြီးပြောပြီးတော့တိတ်မကြခင်မှာပဲကာအစီရန်ဖြစ်ပြီးအသက်ဘေးနဲ့ကြုံလို့ဖြစ်ခဲ့တာပါ ကားအက်ဆီဒန့်ဖြစ်တာကအရန်အရှိန်မပြင်းပေမဲ့ကားကောင်းတစ်စီးလုံးနဲ့ကျေမွသွားခဲ့တယ်လို့လူလဲထိခိုက်တာတွေဖြစ်ပါတယ်။အနိတိတိဝင်းကတော့ပြင်ပဒဏ်ရာထက်နှလုံးကပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပါတယ်။ကားအက်ဆီဒန့်ကြောင့်နှလုံးကပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့နဂိုယောဂအခန့်ဖြစ်တဲ့စီဂျိုနဲ့သွေးတို့ပါစောင့်တက်ခဲ့တာမျိုးဗန်ကောက်စေယုံမှာအသက်လူခဲ့ရတဲ့အထိဆိုရခဲ့ပါတယ်။စေယုံတစ်ပတ်လောက်တက်ပြီးအသက်လူခဲ့ရသလိုအခုလဲကျမ်းမာရေးသိမ်မကောင်းသေးပေမဲ့အနိတိတိဝင်းကတော့သူ့ရဲ့ကန့်အညံ့တွေပျောက်ကင်းအောင်အလှူပွဲကြီးကျင်းပနေရပါဗျ။ စတုတီသာအလူအတွက်သိန်းကိုယာနဲ့ချီကုန်ခံကျွေးမွေးတာလည်းဖြစ်ပါတယ်။တရက်ကို၁၂အိတ်ကျော်အကုန်ခံပြီးလူရောက်2000ကျော်ကိုတတင်ကဝမ်းမွအောင်ကျွေးမွေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အနီတီတီဝင်းကတော့သူ့အနီးနားမှာရှိနေတဲ့သူတွေကိုဝမ်းဝပြီးပျော်ရွှင်အောင်ခုနှစ်ရက်တိုင်တိုင်ကျွေးမွေးခဲ့သလိုနောက်ရက်မှာလည်းဝန်ထမ်းတွေအားလုံးကိုဖျားဖို့ပို့ပြီးတော့ကုသိုလ်ပြုဖို့အစီအစဉ်လုပ်နေပါဗျ။ကုသိုလ်တရားတွေပြည့်နေတဲ့အနီတီတီဝင်းကတော့သူ့ရဲ့အလှကိုတော့လူတိုင်းကဝမ်းမြဝမ်းသာနဲ့တာရုအကျဉ်းချင်းခေါ်ဆိုနေကြပြီပဲဖြစ်ပါတယ်။ချေရပရိသတ်ကြီးတို့ မျှော်လင့်တင်ဆက်ပေးလိုက်ပါရနော်အခုတော့လူပိနာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်